Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အမ်ဖီနင်းလေးကြီးမယ်ပေါ့နော်တပတ်သူရဲ့ခံစားချက်ဖီနင်းကိုကြီးမယ်ဘာကြီးခံစားနေရလဲဆိုတာကြီးမယ်ဒါရင်ပဲပဲအကော်လာတရီတင်မယ်ဒါပေမဲ့ဇူရက်ဆိုင်နဲ့ခွဲပြီးကြီးမယ်နော်ဇူရက်ဆိုင်နဲ့မှာမှာအကွာရက်အတွက်ကြီးမယ်နော်အကွာရက်အတွေရဲ့တပတ်လူကဘာကြီးခံစားနေရလဲဆိုတဲ့ဖီနင်းကိုကြီးမယ်အမ်အကွာရက်ကဘာမှလို့ဆိုလို့ရှိရင်တော့ကုံရာတီးပွားပေါ့နော်အဲ့တော့ Aquarius လေးတွေရဲ့တစ်ဖက်လူကဘာကြီးခံစားနေရလဲဆိုတာကြီးမယ်နော် Aquarius လေးတွေရဲ့တစ်ဖက်လူကဘာကြီးခံစားနေရလဲနော် Aquarius လေးတွေတစ်ဖက်လူက I love you when you flip with me နောက်တစ်ခါချက်ကြည့်မယ်နော်

ထားလို့ရှင်းရမယ်။ This isn't the right time for me. ambigen about our person. I miss you so much. I'm selfish, I know. Can't let you go. Mm. Mm. Somebody saw. you with her last night. Oh my god. Okay. အဆောလို့ရှင်နော်။ဟောလေပြောပါတော့မယ်။ Okay, အဆောပြောမယ်နော်။ဘယ်နည်းပြောရမလဲဆိုတော့ I love when you flirt with me. No, ngalo niya. I love when you flirt with me. อืมตูเนี่ยแฟลตลงเนี่ยป่ะเนาะแฟลตลงเนี่ยสกายอีซิกนี่สกาပြောတယ်အဲ့လိုကျူးတယ်ဆိုတဲ့ဘောပေါ့သိရမလားဆက်ဆာချင်းတောင်းနေတရားဟိုကျူးနေကြပေါ့ကွာအဲ့လိုမျိုးอีซิกလီလုံးနေကြတယ်ဟာမျိုးပေါ့เนาะအဲ့ဒါမျိုးလေးကိုသူသဘောကျတယ်တဲ့သူเนี่ยအဲ့ flat လုံးနေတဲ့အချိန်လေးကိုသဘောကျအပေါ့နော်အားလေးကိုကြိုက်တယ်ပေါ့သဘောကျတယ်နော်နောက်ခါကျအပေါ်လိုဂျိုင်းငါတောင်းပန်ပါတယ်တဲ့နော် ောက်တစ်ခု I miss you so much I miss you so much တို့ပြောကြရဲဆိုတော့ I miss you so much ဆိုတော့ဒါကတောင်းတဲ့ဝေးကွာနေကြလားမသိဘူးเนาะနောက်ကနောက်တစ်ခုက He was sunshine I was midnight rain ဒါလေဟိုဘာလို့ပြောမလဲဒါတချင်းစာသားเนาะအဲ့တချင်းစာသားထဲမှာဒီ အစသားရဲ့အတိအတိပဲတစ်ခုတည်းတည်တံ့တော့မဟုတ်ဘူးအားလုံးခြုံပြီးတော့မှအတိပဲလေးပြောမယ်ဆိုလို့ရှိရင်ကျတော့ तू ကကောင်းခဲ့တယ်ကိုကမကောင်းခဲ့တာဆိုတော့သဘောတရားကိုရှင်းညွှန်းတယ်ပေါ့နော်တစ်ဖက်လူနော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်တစ်ဖက်လူကကောင်းခဲ့တယ်အဲ तू ကရကန်ရှင်ကမကောင်းခဲ့တာပေါ့နော်အဲဆိုရှင်ကျတော့အခုနားထောင်နေတဲ့ तू ကကောင်းခဲ့တယ် तू ကမကောင်းခဲ့တာပေါ့နော်အဲ့လိုမျိုးသဘောမျိုးကို तू ကတက်ရောက်တယ်နော် तू ကနေလင်းရောက်လीဆိုရင်အဲ တင်ကပေါ့နော်တင်ကနေအလင်းရောက်လေးဖြစ်ခဲ့တယ်ဆိုလို့ရှင်သူကတကောင်ရံမှာရွာတယ်မိုးလို့ပဲပေါ့နော်အဲ့လိုမျိုးပုံစံဆန့်ကျင်ဘက်ပေါ့နော်နှစ်ခုအဲ့လိုမျိုးပြောထားမကောင်းခဲ့တာပေါ့နော်အဓိကတော့လေ I wait for your love ဒါလည်းသရှင်ပဲအဲငါမင်းငါမင်းရဲ့အချစ်တီကိုစောင့်နေပါမယ်ပေါ့နော်အဲ့လိုမျိုးနောက်က I becoming a better person เนาะငါပိုကောင်းတဲ့လူ ဖြစ်လာပါပြီပေါ့နော်ဖြစ်နေပါပြီပေါ့နော် Amazing so much. ဒါ somebody saw you with her last night တလည်းသချင်းစာမသားပဲတစုံတယောက်ကတဲ့မင်းညာကအဲနော်မင်းညာကနေ့ကိုတခြားတယောက်နဲ့တွေ့လိုက်တယ်နော်တခြားတယောက်နဲ့သူများကတွေ့လိုက်တယ်ကွာအဲတူရမဟုတ်မမင်းရဲ့ဟိုတယောက်ကိုပေါ့အင်းကောင်မလေးတယောက်နဲ့တွေ့လိုက်တယ်ပေါ့အဲဘသူနဲ့တွေ့လိုက်တယ်ပညာနဲ့တွေ့လိုက်တယ်ပေါ့နော်အမ် တခြားတယောက်နဲ့တွေ့လိုက်တယ်နော်။ယောက်ျားလေးဘက်ကလည်းဆိုလို့ရှိရင်လည်းကောင်မလေးတယောက်နဲ့နော်။ saw you with her နော်။သူမနဲ့နော်။သူမနဲ့တခြားတယောက်ကိုသူမတခြားကောင်မလေးတယောက်နဲ့တကယ်ချင်းရပဲဖြစ်ဖြစ်သိရမလား။အဲ့လိုတွေ့လိုက်တယ်ပေါ့ကွာ။တခြားတယောက်နဲ့နေကိုတွေ့လိုက်တယ်။သူကိုယ်တိုင်တွေ့ရတော့မဟုတ်ဘူးနော်။အဲ့လိုမျိုး တွေးလိုက်တယ်ကောင်းလေးဆိုလို့ရှင်တဲ့အတိုင်းပဲတခြားကောင်းမလေးနဲ့တွေးကောင်းမလေးဆိုနဲ့တခြားကောင်းလေးနဲ့တွေးလိုက်တယ်တဲ့မင်းညာ I'm selfish I know ခလန်ချီကိုဒါကြတော့ငါအတန်ကြီးရဆိုငါသိရဒါပေမဲ့မင်းကိုလက်မလွတ်နိုင် apologize ငါတောင်းမဲ့ပါတယ်နောက်တစ်ခုကကြတော့ this isn't the right time for me ဒါငါအတွက်အချိန်ကောင်းမဟုတ်ဘူးဟိုတစ်ခေါက်တော့လည်းပါလာရနော်အချိန်ကောင်းမဟုတ်ဘူးဆိုတော့ဆင်ကြတော့อืม ချိန်ကောင်းနဲ့လွဲခဲ့ကြတဲ့လူတွေပေါ့နော်အချိန်ချိန်နဲ့နဲ့လေးစောတွေ့ခဲ့ရင်ဒါမှမဟုတ်နောက်ကျတွေ့ခဲ့လို့ရှင်ဘူကောင်းမှာနော်အခုကတော့အချိန်ကောင်းမဟုတ်ဘူးတဲ့ဒါကတော့အချိန်ကောင်းမဟုတ်ဘူးဒါနဲ့တူတူပဲ I think it's the bad that we go our spray we ငါတို့လမ်းခွဲတဲ့ငါတို့လမ်းခွဲလိုက်တာအကောင်ဆုံးပဲနော်လမ်းခွဲတဲ့စီကို ွားလိုက်တာအကောင်းဆုံးပဲတဲ့နော် I want to feel that we can I want to feel that we can um darling သူကခံစားချက်နေပေါ့ that we can အဲ့ဒီပုံစံမျိုးကိုနောက်တစ်ခေါက်ထပ်ပြီးတော့ခံစားချက်နေ I want to feel that we can ဆိုသူတို့အဆင်ဒါဆိုလို့ရှိရင်လည်းအဆင်ပြေတော့ကအချိန်မျိုးပြန်ပြီးတော့ခံစားချက်နေအဲ့လိုမျိုးပြောလာမသိနော် ဲ့လိုမျိုးရှိတယ်တဲ့အဲ့တော့ဒါအခုချိန်မှာအဆင်မပြေနေကြရလားမသိဘူးเนาะ I miss you so much the selfish i know can let you go เนาะဒါနှစ်ဖက်လုံးကမကောင်းခဲ့တဲ့လူတွေလားဘယ်လိုမျိုးတွေလဲတော့မပြောတတ်ဘူးနည်းနည်းတော့ရှုပ်တယ်တိုက်ဆိုင်တဲ့လူတွေကတော့ဒီအိပယ်ကိုနားလိုက်မယ်နဲ့တူတယ်เนาะတိုက်ဆိုင်တဲ့လူတွေကတော့ဒီအိပယ်ကိုနားလိုက်မယ်တူတယ်တဲ့ okay အဲ့ဆိုလို့ရှိရင်တော့အကွာအကွာလေးတွေအတွက်ပေါ့နော်အကွာရဲ့ဆိုးရဲ့ဆိုင်ကလူလေးတွေအတွက်ဒါတစ်ဖက်လူကပြောချင်နေတဲ့စကားဖြစ်ပါတယ်ဒါတွေတော့အစင်လိုက်တော့မစီမစီကြည့်တော့ဘူးပေါ့နော်ဒါပေမဲ့အဲဒါတွေတိုက်ဆိုင်တဲ့လူတွေကတော့နားလည်မယ်လို့ထင်ပါတယ်နော်ကျေးဇူးပါ